မျက်လုံးတောင်တလုံးမြောက်တလုံးနဲ့ထူးခြားတဲ့ fashion အကြည့်တွေကြောင့်ကိုစိုးကြီးရဲ့တယ်လီဖုန်းသင်းလို့နာမည်ကြီးနေတဲ့အဆိုတော်ပိုင်သည့်ပရိသတ်များအလုံးမဲမင်လာပါရှင့်ပရိသတ်ကြီးတို့ရဲ့ကျမတို့ရဲ့အနုပညာလောကမှာသင်းတစ်ပုတ်အောင်မြင်ဖို့ဆိုတာသင်းကောင်းယုံအတန်ကောင်းယုံနဲ့မလုံလောက်ပါဘူး fashion လဲမိုင်းမဖြစ်မှာပါ ဟုတ်ပါတယ်အဲ့ဒါကတော့တနိုင်ငံလုံးရဲ့ပရိသတ်တွေရဲ့ပါဇက်ပြားမှာ hello telephone ဆိုပြီးတော့ရေးပန်းစားခဲ့တဲ့အစိုးရကိုစိုးကြီးရဲ့သချင်းပါပဲအဲ့ဒီချိန်တုန်းကကိုစိုးကြီးရဲ့တယ်လီဖုန်းသချင်းဟာဘာကြောင့်အဲ့ဒီလောက်ထိပေါက်သွားခဲ့ရလဲဆိုတာကိုပြန်ကြည့်ရင်းနဲ့သူ့ရဲ့အတန်းသူ့ရဲ့ဆိုဟန်တသက်ကြောင့်တော့မဟုတ်ခဲ့ပါဘူးသချင်းနဲ့လုံးဝမလိုက်ဖက်ဘူးလို့ထင်ရတဲ့သူ့ရဲ့ရိုးသားပွင့်လင်းတဲ့ဆိုဟန်နောက်ပြီးတော့ဘသူနဲ့မှမတွေ့တဲ့သူ့ရဲ့မထော်မနှမ်းဖက်ရှင်ဒီဇိုင်းတွေကြောင့်ပရိသတ်တွေကြောင့်မှအကြီးအကျယ်ကြီးရထားပြီးတော့ဝက်ဝက်ခွဲအောင်မြင်သွားခဲ့ရပဲဖြစ်ပါတယ် ်အခုတခါမှာတော့အဲ့ဒီလိုသချင်းမျိုးနောက်တခါထပ်ဖြစ်လာပြီလားလို့မေးရလအောင်ကိုပြည်သက်တွေကြားမှာရေပန်းစားအောင်မြင်နေတဲ့အဆိုတော်တယောက်ပေါ်ထွက်လာခဲ့ပါတယ်ရှင် သူကတော့အစိုးရနဲ့တရုတ်ဆောင်ပိုင်းသိဖြစ်ပြီးတော့သူရဲ့အမုန်းမြန်လုံးဆိုတဲ့သတင်းကအခုဆိုရင်ကိုစိုးကြီးရဲ့တယ်လီဖုန်းသတင်းလိုပဲလူမှုကွန်ရက်မှာနာမည်ကြီးရေးပန်းစားနေခဲ့ပါပြီ။ဘာကြောင့်လဲဆိုတော့ပိုင်းသိရဲ့အောင်မြင်မှုကလည်းသူရဲ့အတန်တခုတည်းကြောင့်မဟုတ်လို့ပါပဲ။သူရဲ့ထူးခြားပြီးတော့ဘသူနဲ့မှမတူတဲ့ပုံစံကြောင့်လည်းဖြစ်ပါတယ်။အထူးသဖြင့်တော့သူရဲ့ fashion တွေဟာ Batman ရုပ်ရှင်ကားတွေကအကျိုးကားလိုလိုလူစိုးကြီးတယောက်လိုလိုထူးထူးခြားခြားပုံစံတွေဖြစ်နေပြီးတော့အားလုံးထက်ပိုပြီးလူတွေရဲ့အာရုံကိုဖန်ဆားထားတာကတော့သူရဲ့မျက်လုံးအကြည့်ပါပဲ။ ချိန်ပကံခေကအရိယာကြီးတစ်ပါးဖြစ်တဲ့အရှင်အစ္ဇဂေါနာလိုမျက်လုံးတောင်တစ်လုံးမြောက်တစ်လုံးဖြစ်နေတဲ့သူရဲ့အကြည့်တွေကြောင့်ပိုင်သိရဲ့သင်းဟာလူတွေကြောင့်မှအလဲအမြန်ပဲပြန့်နှံ့သွားခဲ့ရဖြစ်ပါတယ်။တကယ်တော့ပိုင်သိဆိုတာအနုပညာလောကကိုမနေ့တနေ့ကမှရောက်လာခဲ့သူတရားမဟုတ်ပါဘူး။သူကအနုပညာလောကတွေကိုရွှေချိုတရားဖြစ်နေစတင်ဝင်ရောက်ခဲ့ပြီးတော့သင်းစုပြန်ဝဲပေါင်းများစွာကိုလည်းဝင်ရောက်ရှင်ပြန်ခဲ့ပူပါတယ်။မနေ့ကဆိုရင်နမကြီးမြန်မာစတာသင်းစုပြန်ပွဲမှာတောင်မှပါဝင်ရှင်ပြန်ခဲ့ပေမဲ့ကံမကောင်းစွာနဲ့ပဲပြုတ်သွား ခဲ့ရဖြစ်ပါတယ်။သူရဲ့နောက်ကွယ်မှာတော့နာမည်ကြီးမိတ်ခပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ပပကြီးကြီးကိုသာကြီးရှိနေပြီးတော့ပိုင်သိဟာကိုသာကြီးရဲ့တပည့်အရင်တစ်ယောက်လည်းဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းမှာပဲသူရဲ့ဆရာဖြစ်သူမိတ်ခပ်ပညာရှင်ကိုသာကြီးက fashion ဘိုင်းမှာဆိုရင်ဘသူနဲ့မှမတူတဲ့မထော်မနှမ်းကြောင်တောင်တောင်ပုံစံတွေနဲ့နာမည်ကြီးသူတစ်ယောက်ပါ။ အခုတော့ဆရာထက်လက်ဆောင်ထက်တဲ့တပည့်ဆိုတယ်လို့ပဲသူတပည့်ပိုင်းသိကလည်းဂျိုကာလိုလိုဘာလိုလိုနဲ့ထူးခြားတဲ့ fashion တွေထူးခြားတဲ့မျက်လုံးအကြည့်တွေနဲ့ပရိသတ်တွေကြားမှာအောင်မြင်မှုရရှိလာတာကတော့တိုက်ဆိုင်မှုမဟုတ်တော့ပါဘူးနော်ဒီအချက်ကသက်သေပြနေတာကတော့ဒီနေ့ခေတ် social media ကမ္ဘာမှာအောင်မြင်ဖို့ဆိုတာအရေးချင်းတစ်ခုတည်းနဲ့မလုံလောက်တော့ပဲကိုယ့်ရဲ့ character လူတွေမှတ်မိလဲတဲ့ပုံရိပ်တစ်ခုကိုတည်ဆောက်နိုင်ဖို့ကလည်းအဓိကကြတယ်ဆိုတာပါပဲ သူကတော့အစိုးရနဲ့တရုတ်ဆောင်ပိုင်သိဖြစ်ပြီးတော့သူ့ရဲ့အမုန်းမြန်လုံးဆိုတဲ့သချင်းကအခုဆိုရင်ကိုစိုးကြီးရဲ့တယ်လီဖုန်းသချင်းလိုပဲလူမှုကွန်ရက်မှာနာမည်ကြီးရေးပန်းစားနေခဲ့ပါပြီ။ကေဘရိတ်သချီတို့ကရောအစိုးရပိုင်သိရဲ့ဒီလိုထူးခြားတဲ့ပုံစံကိုသဘောကျကြလောက်သူရဲ့အနုပညာကိုအားပေးကြမှာလားဆိုတာကိုမှတ်ချက်ပြီးဝင်ရောက်ဆွေးနွေးပြပါဦးနော်။ကြည့်ရှုပေးခဲ့တဲ့ဒေါ်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။